တစားကန်အလုံးပြန်လဲလွတ်မြောက်ပြီးတာနဲ့ဂါဇာမှာကျန်နေသေးတဲ့ဟာမတ်စ်တို့ရဲ့ဥမေနိုင်ငံဖွံ့သမျှဖျက်ဆီးဖြစ်မယ်လို့အစ္စရေးကောက်ကွယ်ဝန်ကြီးအစ္စရေးကတ်စ်ကပြောပါတယ်။ဟာမတ်ဥမေနိုင်ငံအလုံးဖျက်ဆီးရမှာနိုင်ငံကဖွဲ့စည်းတဲ့အမေရိကန်ရဲ့စောင့်ကြည့်ကြီးကြပ်ကုကဲမှုအောက်မှာဆောင်ရွက်သွားမယ်လို့ဆိုပါတယ်။ဟာမတ်စ်ဖွဲ့လက်နက်ဖြုတ်သိမ်းရေးနဲ့ဂါဇာကမ်းမြောင်ကိုစစ်မဲ့ဆုံးဖြစ်ရေးဆိုတဲ့တမရခန့်အစီအစဉ်တွေကတစိမ့်ပိုင်းဖြစ်တယ်လို့ဥမေနိုင်ငံဖျက်ဆီးတာဝန်အတွက်ပြင်ဆင်ထားဖို့ တပ်ဖွဲ့ကိုညွှန်ကြားထားပြီးဖြစ်တယ်လို့အစ္စရေးကာဝေးဝန်ကြီးကရေးသားထားပါတယ်။အစ္စရေးဟာမတ်စ်တဘောတူညီချက်အရအော်တိုဘာ7မှာမနက်ဖြန်ဒဇာကန်အလုံးလွတ်မြောက်လာအောင်မှာဖြစ်တယ်လို့တမန်တော်ထရန့်နဲ့နိုင်ငံတကာကောင်ဆောင်တွေကအီဂျစ်မှာဂါဇာညီချင်းအစီအစဉ်သဘောတူလက်မှတ်ရေးထိုးဖို့ရှိပါတယ်။လလောဆယ်မှာတော့ဂါဇာကိုကူညီပေးမဲ့ထရက်ကားတွေလည်းအီဂျစ်ကတစင်ဝင်ရောက်နေပြီလို့သိရပါတယ်။အီဂျစ်နိုင်ငံဘက်မှရှိတဲ့ရာဖာနဲ့ဇက်ကိုဖျက်ပြီးဂါဇာကိုဝင်ရောက်လာပြီဖြစ်ပါတယ်။ အပြစ်ခက်ရစေတဲ့ဘောတူမူရပြီးတဲ့နောက်မှာလူသားချင်းစာနာမှုကူညီတွေဂါဇာကိုအရှင်ဟွန်နဲ့ဝင်ရောက်တော့မှာဖြစ်ပါလေဂါဇာမှာရှိတဲ့တောင်မြောက်ဆက်သွယ်ထားတဲ့အဓိကလမ်းနှစ်လမ်းသုံးပြုခွင့်ရရှိထားလို့နေ့စဉ်အစားသောစေဝါကူညီမှုကအစီအရာချီးမြှောက်ဝင်လာဖို့မျှော်လင့်တာပါလေအကူအညီပေးထွက်ကားတွေမှာအစားသောစေဝါမိုးကပစ္စည်းတွေလောင်းစားစီမိဖို့ကြောင့်တော့တမွေတွေအများဆုံးထိဆောင်မှာဖြစ်ပါလေဒါပြင်မိန်လာပိုက်တွေရေပိုက်ပြင်ဆင်တဲ့လိုအပ်တဲ့ကိရိယာတွေလုံးဖို့တွေပြန်ဆောက်ဖို့လိုအပ်တာတွေ အကုန်ပါဝင်တယ်လို့အစ္စရေးကပြောပါတယ်။အစ္စရေးဘက်ကလည်းဂါဇာကိုကူညီပေးကတွေဒါဇင်နဲ့ချီပြီးတင်းနှင်းခွင်တွေကဝင်ရောက်ခဲ့တယ်လို့ဆိုပါတယ်။လက်ရှိမှာတော့လာမယ့်တနင်္လာနေ့ကိုအားလုံးကစောင့်ကြည့်နေတာပဲဖြစ်ပါတယ်။လာမယ့်တနင်္လာနေ့ဆုနှုတ်ပေါ်မှာပြည်သူနဲ့ပြည်တွင်ကခေါင်းဆောင်တွေလက်တက်ရောက်မယ်လို့သိရပါတယ်။ဟာမတ်ကနေပြီးတော့အသက်ရှင်လျက်ရှိတဲ့အစ္စရေးတပ်က20လုံးတနင်္လာနေ့မနက်ပိုင်းမှာဒီဘောင်းနဲ့ပြန်လုပေးမယ်လို့အစ္စရေးတို့ကမျှော်လင့်ထားပါတယ်။ အရင်လိုတယောက်ချင်းချင်းလွတ်နေမယ်ဆိုရင်တော့ဒိဗ္ဗမရှိဘူးလို့ဆိုပါလေတေဆုံးသွားတဲ့ဒီဇိုင်းကရုပ်လောင်းတွေကိုခေါင်းတလားတွေသဲဆောင်ပြီးဘယ်သူဘယ်ဝါဖြစ်တယ်ဆိုတာစစ်ဆေးတည်ပြုနိုင်ဖို့ Okay စစ်ပညာဆိုင်ရာ institution ကိုပို့ဆောင်မယ်ဆိုပါလေဒီပြစ်ခတ်ရစဲသဘောတူညီချက်ရ Hamas တို့ကမနက်ဖြန်ဒေသဆန်တော်ကြီး Monet 7နာရီနောက်ဆုံးထားပြီးဒီဇိုင်းကအားလုံးပြန်လွှဲပြောင်းအောင်မှာဖြစ်ပါလေတယောက်ချင်းစီလွှဲပြောင်းလို့မရဘူးလို့ American ကပြောထားပါလေအပြန်အလှန်အားဖြင့် Israel တို့ကလည်း Palestine ကျင်းသား250 ဂါဇာမှာဖမ်းဆီးထိန်းသိမ်းခံရသူ1900ပြန်လွတ်ပေးမှာဖြစ်ပါတယ်။တခြားတစ်ဖက်မှာတော့ဒါဇင်နဲ့ချီတဲ့ပုံကြီးပေးထရက်ကားတွေဟာဂါဇာတဲဝင်ရောက်နေပြီဖြစ်ပါတယ်။တမလားထရက်ကတော့တလူလာနဲ့အီဂျစ်မှာကျင်းပမဲ့နိုင်ငံတကာငြိမ်းချမ်းရေးထိပ်သီးစည်းဝေးကိုတက်ရောက်ဖို့ပြင်ဆင်နေတယ်လို့သိရပါတယ်။